အားလုံးမင်္ဂလာပါဒီနေ့ကကျွန်တော်ရဲ့မင်္ဂလာရှိသောညလေးပေါ့နော်ဒီနေ့ကကြတော့ကျွန်တော်ဒါလေးကိုဒီမှာကျွန်တော်မြန်မာပိုင်းလာလို့ဒါဆေးရုံမှာကျွန်တော်ခေါ်လာတော့ပေါ့နော်ဒါညဘက်ကြီးညဘက်ကြီးခေါ်လာတာဒါဟိုက19ရက်နေ့ညပေါ့နော်19ရက်နေ့ညဒါ12နာရီကျော်နေပြီဝေကန်နေရောက်နေပြီဒါအခုကျွန်တော်မြန်မာကျွန်တော်စောင့်နေတာပေါ့နော်လူတွေကလည်းနည်းနည်းပဲရှိတယ် ျွန်တော်ကျန်လူတွေဆိုပြန်လူတွေပြန်ကုန်ငွေရလူကငွေဝင်ဦးအကြည့်ကြည့်လိုက်ကျွန်တော်ဘဝဉဏ်ရိုက်ပြတာအဲ့ဒါကျွန်တော်ပဲရှိရယ်ဆောင်းဆောင်းဆောင်းအောင်လည်းလူတွေတချို့လည်းအိတ်လည်းလူတွေအိတ်နေကျွန်တော်မအိတ်နိုင်ဘူးဒါ၄နိုင်ကြော်သွားပြီပေါ့နော်၄နိုင်ကြော်တဲ့အထိကိုကျွန်တော်မိမအချိန်နဲ့ဘာမှမသိသေးဘူးဒီမှာဆရာဝန်ဆရာမတွေကလည်းဘာမှတိတ်မပြောကြအောင်ဆိုတော့အဲ့ဒါကိုယ်ပဲအချိန်နဲ့စောင့်ကြည့်နေရတာပေါ့ဒါကကျွန်တော်ကျွန်တော်အောက်ထပ်ကိုဆင်းပြီးတော့ စားရစားတန်းတွားလောက်တာပေါ့နော်ကြည်ရောစီယုံကြီးကိုလူအဲ့ဒီချိန်ဆိုရင်၄နိုင်ကျော်ပါလူအသေးမရှိရောအဲကျွန်တော်အောက်ထပ်ပြန်ဆင်းရတယ်ကလေးစားရစားတန်းနေလိုက်လောက်အဲဒါကကြတော့နည်းနည်းလေးမိုးလင်းသွားပြီပေါ့နော်မိုးလင်းသွားပြီဆိုတော့အမှလူတွေနည်းနည်းရောက်လာတယ်ညသူတို့ လူနာဆောင်လာကြည့်လာလာဆောင်တဲ့အဖွဲ့တွေပေါ့ဒါအခုကျွန်တော်တို့ကဖူကက်ဝချီလာမှာနော်ဝချီလာဆေးရုံကြီးမှာပေါ့ဒါကတော့ဒီဖူကက်တိုင်းနေမှာဖူကက်ကျင်ဟိုဟာပြည်နယ်မှာဆိုရင်တော့ဒါအကြီးဆုံးပေါ့နော်ကျောင်းဝဖူကက်မှာဆိုရင်တော့အကြီးဆုံးပဲပေါ့လူတွေအခုဆိုတဖြည်းများလဲအဲ့လိုပဲစောင့်နေတယ်အခုအချိန်ကြီးကျွန်တော်ည7ကြော်တည်းကကျွန်တော်စောင့်နေအခုဒါနေ့လေပြန်ရောက်တော့မှာဒါအခုအချိန်ကြီးကိုကျွန်တော်မိမချင်းနေရမသိသေးဘူးကျွန်တော်စောင့်စိတ်တွေပူကျွန်တော် အညာလုံးလည်းမိတ်ကသည်အဲဒါကတော့ဟိုဟာဖြစ်သွားပြီနော်ကျွန်တော်ဆီယာမခေါ်ပြီးတော့ဒီမှာကျွန်တော်ဒါဝေးဝါးယူကျွန်တော်တောင်းဝေးဝါးယူဆိုတော့ဒီမှာကျွန်တော်ဆီယာမခေါ်တယ်စားရစားတန်ပေးရတာကျွန်တော်အခုစားရစားတန်လိုက်လောက်တာပေါ့နော်อืมဒီမှာတော့ဒါလေးဒါတော့မေး အခုမှပဲတွေ့ရတော့အခုမှပဲရင်ရေးရတော့ဒါအခုကျောင်းတွေ့ရတဲ့အချိန်မှာနှစ်နာရီကြောနေပြီနော်ကလေးနဲ့ပြန်တွေ့တဲ့အချိန်မှာကလေးရောမေရောပြန်တွေ့တဲ့အချိန်မှာကျောင်းမိမလည်းပင်ပန်းသွားတယ်ညာလုံးရေမတော့ကကလေးလေးရလဲဟိုမှာအေးကန်းထဲမှာဒီတိုင်းပဲထားထားခံတာချမ်းနေတော့ဒါအခုဆောင်းလေးချုံဝေးထားပြီးတော့အနေနေရအော်အော်ဘာမှပြောရှင်ဆုံးနေ့ရလေးပေါ့อืมကလေးသားဒါသားငယ်ဆုံးပေါ့ အမှားကျမရေအထဲမှာမကြာကြီးနေရတော့ပင်မအောင်လုံးမှာမေးအအဘူးတွေပါတက်နေရဆိုတော့အဲ့ဒီချက်မေးနေမိမဒါညာပိုင်းရောက်လာအဲဒါလေးကိုထုတ်ပြီးကျွန်တော်ထပ်ထုတ်ပြီးတယ် ပေးနာမှာလူတွေအများကြီးပဲကျွန်တော်ခံနေမှာအဲ့လိုမျိုးကျွန်တော်လိုပဲတခြားလောင်ွေးတဲ့မြန်မာတွေရှိရဲ့ထိုင်းနေရှိရဲ့အဲဆေးရောတော့ဒါသူတို့ no no ပေးတယ်ပါဘောနော်တကယ်လို့မိခင် no မထွက်ဆိုရင်သူတို့ no တိုက်ဖို့အတွက် no ခွက်လေးပေးတယ်ဒါကလေးကို no ခွန်နေတာပေါ့ no no ပုံမှာအဆက်ချပြီးတော့ခွန်လို့ရဒီလိုပုံစံကြတော့ဆီယမားတွေကတော့ပေးမတိုက်ပြင်မှာဒါကိုယ့်အောင်ကိုပဲကလေး တော့လွယ်ကူအောင်တိုက်တာပေါ့မိခင်နှုံမထွက်တဲ့နှုံနှုံထွက်တဲ့နှုံမထွက်သေးတဲ့မိခင်တွေဆိုရင်ဒီလိုမျိုးပဲတိုက်ရတာပေါ့တားရဲ့ဟိုလေးလေးနှုတ်ကြိုက်ဟမ်တားလေးရဲ့အာလိုမဆလင်းနဲ့ဆုပ်ပြီးတော့တိုက်ရတာပေါ့ လို့တောင်းလို့တော့ဆက်ဆက်လေးချရတယ်တခြားကလေးနေလည်းလိုပဲတိုင်နေညာလူတွေရောဒီမှာအများကြီးပဲကျွန်တော်ကတော့ပတ်စံလည်းတချို့တွေကတော့အကုန်ရ4000ကျော်5000ကုန်လဲလူရှိရဲ့ဟိုအများကြီးပဲကျွန်တော်ကတော့ပကံဆန်ခုံးနဲ့လာရတယ်ပေါ့နော်ပကံဆန်ခုံးကမိမလည်းရှိရဲ့ဆိုတော့ပို့ပြီးတော့တက်တာတော့တခြားတွေဆိုရင်3000ကျော်4000ကျော်ကြာ ကျွန်တော်ကတော့အခုပကံနဲ့ရှင်းထားတယ်ပေါ့နော်နောက်မှကျွန်တော်တော့ပြန်ထုံအခုလောဆယ်ကတော့ကိုယ်တိုင်ပဲစိုက်ရှင်းပေးထားတာပေါ့ပြီးတော့မှအေးဆေးမှစာရေးယူပြီးတော့ကျွန်တော်တော့ထုတ်ရမှာပေါ့ဒါလေးရဲ့ဟာဒါလေးနှုတ်တိုင်းပဲချိန်ရောက်လာတယ်နှုတ်တိုင်းနှုတ်လာတယ်နှုတ်တိုင်းပြင်ပြန်အေးပြင်ဆရာဝန်နေဆရာမရဲ့သူတို့ round လှည့်အောင်ဆိုတော့ကျွန်တော်ပြင်ပကံစာရွက်ရတဲ့ဥစ္စာကျွန်တော်ပြမယ်ပေါ့နော်ပကံစာရွက်ရမယ် ီပြီးရှင်ဘိုင်လက်လောက်ဖဲရမယ်။ဟိုးမှာသုတိဘတ်တွေ့လားကျွန်တော်ပေါ်တော့မှကျွန်တော်တင်လာတာသုတိဘတ်ဆိုတော့ကျွန်တော်ကျွန်တော်သဆင်းလောက်တာကလေးရငွေစင်းပေါ့နော်။အားနေပြီးလို့ရှင်ကလေးရပတ်ကြုံဘူးကျွန်တော်တို့ကိုင်းနေပတ်ကြုံဘူးပန်းအောင်ကလောက်ရမယ်ပေါ့။ပြီးရင်တကယ်လို့ထိုင်းကြောင်းထားမယ်ဆိုရှင်လည်းအဲ့ဒီငွေစင်းဆာရွက်ကလိုတယ်ပေါ့နော်။အဲ့ဒါကျွန်တော်သဆင်းလောက်တာပါ။ဒါတော့အောင်ညတညအကူပါပဲပေါ့နော်။ဒါလေးအေး Yeah. င်းပါတယ်သိမနာခလေးကြီးလိုက်ကျွန်တော်လည်းဒီမှာစေးဝင်နေတယ်ဆိုမဲ့ဝေဝိဆာလောက်လိုက်ပြီးရင်ဟိုမှာခလေးအဝိတွေရှော်ပြီးရင်စားစားတိုင်းလိုက်လောက်မိမပဲ note တိုက်ကျွန်တော်အားတဲ့ချိန်မှာကျွန်တော်တိုက်ရင်ချိန်တဲ့ချိန်မိမပဲခွန်တယ်ဒါလေးရဲ့ဩဒီလန်လိုက်တွန်းထောက်တယ်နော် ဉာဏ်လုံးလုံးဖွင့်တာလေးရဲ့အာဒါတော့သုတိဘက်ပေါ့နော်ထိုင်းလို့ခေါ်တော့ဘက်ကစ်ဘက်ကစ်လည်းခေါ်လို့ရတယ်သုတိဘက်လည်းခေါ်လို့ရတယ်ပေါ့နော်အဲဒါလေးတကယ်လို့စီအောင်တဲ့လူတွေအခုမှစားစားနေဆိုရင်ဒါလေးတွေတည်ရတော့လှုပ်ထားတယ်နော်အစီအောင်တက်တဲ့ကုမစားစားတဲ့ဆုံးလဲထိုင်းမှာငွေဆိုဒီကလေးငွေစင်းရရှိရမယ်ပေါ့နော်ကလေးရဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဒီစားရစားတဲ့ကအဲ တကယ်ကိုလိုအပ်တာဖြစ်ပါတယ်အဲတော့တကယ်လို့စားစားတိုင်းရှိရထိုင်းမှန်ကိုရလူတွေဆိုရင်လှူထားစေခြင်းပါတယ်တကယ်လို့မရှိရသူတွေလည်းတကယ်လို့ရှိရဆိုရင်လှူထားဖို့ပြောခြင်းပါတယ်အဲဒါကတော့အချိန်ရောက်ခင်းကြီးနေဆို မီးရဘေးရတော့ဘေးကဘေးမီးလုံးနေမှိတ်လိုက်ပြီပေါ့နော်အဲအချိန်ဒီသားကိုထိုက်ရပြီလားอืมဒါကကျွန်တော်ပြောခြင်းနဲ့အဲဒီစာရွက်ပေါ့ပကံစံခုံးရှင်းတဲ့စာရွက်ပေါ့နော် မဧကဆန်းနိုင်ငံပင်ငင်ကော်ရိုနီခရော့ဘော့ဒါကအခုကျွန်တော်အဲမှာပတ်စံဘလောက်ကြဆိုတာပကန်ဆန်ဟုံးအဲ့ဆေးဝင်ပကန်ဆန်ဟုံးမှာသွားတင်တဲ့အချိန်မှာရတဲ့စာရွက်ပေါ့အဲ့စာရွက်နဲ့သွားထုတ်ရမှာနော်အဲ့မှာစဝိုင်းလေးဝိုင်းပြီးတာအဲ့ဒါကရမယ်အခွင့်အရေးတွေပေါ့ဒါကတော့စုတိပတ်အဲ့စုတိပတ်ပါပါတယ်စုတိပတ်ပါယူပြီးတော့သွားထုတ်ရမှာပြီးရင်ထုံးမဲ့သူရဲ့စာရစာရန်ပေါ့အဲ့ဒါတွေပဲယူရတာဟိုနားပိုင်းလက်လောင်ဖက် ဒါအိမ်ပြန်ရောက်နေပြီနော်အခုကျွန်တော်အိမ်ပြန်ရောက်နေပြီဟိုလာညပိုင်းအိမ်မှာရိုက်ထားတာဒါဘိုင်လက်လောင်ဖက်ဒါတော့ကလေးရဲ့မလေးမို့အမေရဲ့အမေနဲ့ကလေးတို့စာအုပ်ပေါ့နော်စမုတ်မဲလက်မဲလက်တဲ့ဒါဆေးရုံစာအုပ်ပေါ့ဒါတွေကတော့ပတ်စံစည်ရင်းတွေပေါ့နော်ပတ်စံစာရွက်ဖြစ်ပိုင်းကျွန်တော်ပြန်ပြီးတော့တိန်းထားတာပေါ့ဘယ်လောက်ကြဘယ်လောက်ကြပြီးပြန်တွက်အောင် ို့ကျွန်တော်အိမ်မှရောက်နေပါပြီလို့ကလေးလေးအိမ်မှရောက်တော့နည်းနည်းထူးထောင်ထောင်ဖြစ်လာငယ်ရမိသားစုနဲ့နေရဆိုတော့